။ MRN ချောင်းအင်္ဂလန်ယူနိုက်တက်အသင်းမှကစားရတဲ့အထိရုပ်ပြက်စင်ပြက်ဖြစ်သွားခဲ့တဲ့မိုင်းတို့အားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်ရီအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရီမန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလက်လူကိုပီမိုင်းတို့ကတော့ဒီအရီမှာအတော်လေးအခြေအနေစိုးဝါနေပါရီနေပြတဲ့တွင် MRN ရဲ့လက်အောက်မှာမိုင်းတို့ကနေရာမရဖြစ်နေကြတာပါ။နေပြဟောင်းအရီတန်ဟဲရဲ့လက်ထက်မှာကိုပီမိုင်းတို့ကထွန်းတောက်ခဲ့တဲ့လောက် MRI ရဲ့လက်အောက်မှာတော့မိုင်နူးကမထင်ပေါ်ခဲ့ပါဘူး။ကစားခွက်ကြောင့်လားပုပ်ကွေးရေးကြောင့်လားမသိပေမယ့် MRI ကမိုင်နူးကိုလုံးဝကိုမတုံတာပါ။ပွဲတော့ကစားမဖြစ်မတုံမနဲ့ပွဲပြီးကနေ9မိနစ်10မိနစ်ကြာမှဝင်ကစားခိုင်းတာပါ။ဒါကကစားမဖြစ်သူရဲ့တလန်အတွက်အတော်လေးကိုထိခိုက်စေတာပါ။မိုင်နူးရဲ့ရွယ်ကပွဲတွေများများကစားပြီးတိုးတက်နေရမယ့်အချိန်မှာပွဲကစားခွင့်မရခဲ့တာပါ။အဲဒါကြောင့်ကစားမဖြစ်သူကအပြောင်းရွှေ့ဈေးကွက်မပိတ်ခင်မှာပုံမှန်ပွဲထွက်ခွင့်ရမယ့်အတင်းတင်းကိုအငှားနဲ့ပြောင်းရွှေ့ကစားဖို့အတွက်ခွင့်တောင်းခဲ့တာဖြစ်ပါရဲ့။ ဒါပေမဲ့ United ဘက်ကတော့ခွင့်မပြုပေးခဲ့ပါဘူး။မန်နူကအရင်နှစ်တွေမှာအင်္ဂလန်အသင်းအတွက်အထူးခြေစွမ်းပြပြီးရွေးချယ်ခံခဲ့ရပါပြီ။ဒီနေ့တည်းမှာတော့မန်နူကိုအင်္ဂလန်အသင်းကလည်းမရွေးချယ်ခဲ့ပါဘူး။ရှင်းပါလေပွဲကစားချိန်လုံးလုံးလောက်လောက်မရလို့မိုင်းနုကိုမရွေးချယ်ခဲ့တာဖြစ်ပါလေအင်္ဂလန်နီးကတူချဲရဲ့ဆုံးဖြတ်ချက်ကိုလည်းအပြစ်တင်လို့မရပါဘူးအားအကြောင်းမလို့အင်္ဂလန် U21 တင်းနီးပြလီခရက်စ်လေးကမိုင်းနုကို U21 အသင်းမှာကစားဖို့အတွက်ကန်လန်ထားခဲ့ပါလေတချိန်ကအင်္ဂလန်အသင်းကြီးနဲ့တူဘိုလူဝဲမှာတောင်းမှကစားခဲ့ရတဲ့မိုင်းနုကလက်ရှိအမော်ရင်ရဲ့လက်အောက်မှာတော့ ယူနီဆက်ရဲ့အသင်းမှာတော့မှပြန်ကစားရဖို့ဖြစ်လာခဲ့တာပေါ့အမရရဲ့နေ့စနစ်တွေကိုအပြည့်မပြောခြင်းမင်းမိုင်းနူးကိုကြောင်ထိုးထားတာတို့အသင်းရဲ့ပြည်သက်တွေကလည်းအတော်လေးစိတ်ပြန်နေကြပါပြီဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရအားစားတဲ့နေ့အပြောင်းရွှေ့တဲ့နေ့နေ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ပါရမြော်